ီပါမမီတက်ကားရတော့ခုမှလာနေဖြစ်ပါငလင်လောက်ခတ်တဲ့ area ထဲမှာတော့ area တတ်မဖို့တော့နည်းနည်းခဲရင်တယ်ဒါပေမဲ့အနည်းဆုံးကျင်းထောင်5ခုနဲ့9ခုလောက်ထိရှိရလို့တော့ကျွန်တော်ပြောလို့ရပါတယ်ဗျာ အထူးတဖြစ်တော့ကျွန်တော်တို့ဗဟုချက်မှဖြစ်တဲ့မဲလေးအိုးဘိုအကျဉ်ထောင်မင်းရန်အကျဉ်ထောင်မိတိလာအကျဉ်ထောင်ညောင်ဦးအကျဉ်ထောင်အဲပြီးတော့ကျွန်တော်တို့မုံရွာအကျဉ်ထောင်ပေါ့နော်ဒီထောင်တွေပါဝင်ကျွန်တော်တို့ဒီရမတင်အကျဉ်ထောင်ပြီးတော့နေပြီးတော့အကျဉ်ထောင်ပေါ့နော်နေပြီးတော့အကျဉ်ထောင်ဘက်ကခြေနေတော့မသိရပါဘူးလေကျွန်တော်တို့စိုးစိုးဝါးထိခိုက်မှုတွေမှာဆိုရင် ဖြစ်နိုင်ရဲ့အနည်းဆက်ဆုံးအနေနဲ့ရမဲတင်းမန်လေးဥပိုလ်ချင်းထောင်မြင်းကျန်နဲ့ကျွန်တော်တို့ဒီမုံရွာချင်းထောင်တို့ရှိရဲအဲ့ဒီတဲမှာကျွန်တော်တို့အခုလောဆယ်လက်တလောအတည်ပြုထားနိုင်တာတော့မန်လေးဥပိုလ်ချင်းထောင်တွေမှာမလင်တန်ကြောင့်မလို့ထိခိုက်တေဆုံးမှုတွေရှိခဲ့တယ်ဆိုတော့အတည်ပြုထားနိုင်တဲ့အခြေအနေတခုဖြစ်ပါတယ်ဗျကျွန်တော်တို့တော့ချင်းထောင်40ကျော်လောက်ကိုစောင့်ကြည့်နေပေမဲ့မြေပြင်ခက်ခဲ line internet ခက်ခဲကြောင့်မလို့တော့ကျွန်တော်တို့ထောင်အားလုံးရဲ့အခြေအနေတော့မသိပေမဲ့အနည်းဆုံးချင်းထောင်15ခုလောက်ကတော့ငလင်တန်ကြောင့်ထိခိုက်တန်ရာရရှိမှုမရှိခဲ့ဘူးဆိုတော့ကျွန်တော်တို့ရရှိထားပါတယ်